ိုလံပစ်ပြိုင်ပွဲဆိုတာကိုရှီယန်အိုလံပစ်ပြိုင်ပွဲနဲ့နိုင်ငံတကာအိုလံပစ်ပြိုင်ပွဲဆိုပြီးနှစ်မျိုးခွဲပြောလို့ရှားပါတယ်။ရှီယန်အိုလံပစ်ပြိုင်ပွဲဆိုတာအလွန်ရှေးကျတဲ့ခေတ်ကလေးကဂရီဘီအိုလံပီယာခြိုင်ဝန်းမှာဇူးနှမင်းကြီးကိုပူဇော်ရင်းအကစားပြိုင်ပွဲတွေထည့်သွင်းကျင်းပခဲ့ကြတာပါ။အဲဒီခေတ်မှာအပြေးပြိုင်အခုံပြိုင်၊နဘန်းသက်၊တံမြဝိုင်းပြေ၊လန်တန်ပြေ၊လဝိပွဲနဲ့ယထားပြိုင်ပွဲဆိုပြီးပြိုင်ပွဲ9မျိုးကျင်းပခဲ့ကြပါတယ်။ AD 394ရောက်တဲ့အခါရောမအီဂရစ်သီအိုဒိုရှက်ကအိုလံပစ်ပြိုင်ပွဲတွေကိုပိတ်ပစ်ခဲ့လို့နှစ်ပေါင်း1900လောက်ပျောက်ွယ်ခဲ့ပါတယ်။1894ရောက်တဲ့အခါပြည်သက်နိုင်ငံသားဗီရွန်ဘွဲ့ရပီယက်တာကူဘာတင်ကအိုလံပစ်အကစားကိုပြန်သက်သွင်းခဲ့ပါတယ်။အဲဒီနှစ်မှာပဲပြည်သက်နိုင်ငံပဲရစ်မြို့မှာအိုလံပစ်ကော်မတီကိုတည်ထောင်ပါတယ်။ 1896ကြာဂရိနိုင်ငံအီသင်မြို့မှာခေတ်သစ်အိုလံပစ်အားကစားပြိုင်ပွဲကိုပထမဆုံးအကြိမ်ပြန်လည်ကျင်းပခဲ့ပါတယ်။အဲဒီပြိုင်ပွဲမှာနိုင်ငံပေါင်း14နိုင်ငံကအားကစားသမားပေါင်း200ကျော်ဝင်ပြိုင်ကြပါတယ်။ခေတ်သစ်အိုလံပစ်မှာတော့နေရာတီအိုလံပစ်နဲ့ဆောင်းရာတီအိုလံပစ်ဆိုပြီး2မျိုးခွဲကျင်းပပါတယ်။2024ခုနှစ်အတွက်အိုလံပစ်ပြိုင်ပွဲကိုပြင်သစ်နိုင်ငံဘယ်ရီမြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်။